တူဂီအသင်းကောင်းဆောင်ရနေတို့ဟာအမျိုးသားနိုင်ငံတကာဘောလုံးလောကမှာနိုင်ပွဲအများဆုံးကစားသမားအဖြစ်ဂင်းနစ်ကမ္ဘာစံချိန်တင်မှတ်တမ်းကိုရရှိခဲ့ပါတယ်။ရနေတို့ဟာပိုတူဂီအသင်းကဒိမ့်မဲ့အသင်းကို၅ခု၂ခုနဲ့အချိန်ပိုမှအနိုင်ရရှိခဲ့တဲ့ကွာတာဖိုင်နယ်ဒုတိယအကြိုပွဲစဉ်မတိုင်ခင်မှာဒီကုံပြူမှတ်တမ်းကိုလက်ခံရရှိခဲ့တာပါ။ဘလွန်ဒီယောစုကို၅ချိန်ရရှိထားတဲ့ရနေတို့ဟာရီယယ်အသင်းဘောဟောင်ရာမိုစ်ရဲ့စံချိန်ကိုကျော်ဖြတ်ပြီး နိုင်ငံတကာပေါ်လုံးပွဲဒီမှာနိုင်ပွဲ132ပွဲနဲ့နိုင်ပွဲအများဆုံးကစားသမားအဖြစ်ဆန်ချိန်တစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။အသက်40နှစ်အရွယ်ရှိရနေတူဟာအမျိုးသားနိုင်ငံတကာပေါ်လုံးလောကမှာကိုယ်သွင်းအများဆုံးကစားသမားအဖြစ်လဲကင်းနစ်ကပါဆန်ချိန်တင်ထားတာပါ။ရနေတူဟာဒိမတ်အသင်းရဲ့ပွဲစဉ်ရဲ့ပွဲချိန်6မိနစ်မှာရရှိတဲ့ပနတီကိုကိုဝင်းရောမကန်သွင်းနိုင်ခဲ့ပေမယ့်ဒုတိယပိုင်းပွဲချိန်82မိနစ်မှာပိုတူဂီအသင်းအတွက်ကိုယ်သွင်းယူနိုင်ခဲ့ပါတယ်။ရနေတူဟာဒီသွင်းကိုကြောင်း22နှစ်ဆက်တိုက်နိုင်ငံတကာသွင်းကိုယ်ကိုရယူနိုင်ခဲ့တာပါ။ ရနဒိုဟာလက်ရှိချိန်မှာပိုတူဂီအသင်းအတွက်219ပွဲပါဝင်ကစားထားပြီး136ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ပိုတူဂီအသင်းအားထိမ့်မဲ့အသင်းကိုပထမကြော့ပွဲစဉ်မှာတဂိုးကူးမရှိနဲ့အရေးနိုင်ခဲ့ပေမယ့်ဒုတိယအကြော်မှာ3ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။အဲဒါကြောင့်နှစ်ကြော်ပေါင်းရလဲ3ဂိုးစီတည်ကျနေခဲ့လို့အချိန်ပိုဆက်ကစားခဲ့တာမှာပိုတူဂီအသင်းကအနိုင်ဂိုး2ဂိုးရရှိပြီးဆီမီဖိုင်နယ်ကိုတက်နိုင်ခဲ့တာပါ။ တူဂီအသင်းအားဆီမီဖိုင်နယ်မှာဂျာမနီအသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးနောက်ထပ်ဆီမီဖိုင်နယ်ပွဲစဉ်အဖြစ်ပြင်သစ်နဲ့စပိန်အသင်းတို့ရှင်ပြန်ရမှာဖြစ်ကာဒီပွဲတွေကိုကြွန်လာတဲ့ကျင်းပသွားမှာဖြစ်ပါတယ်။